လောကကြီးရဲ့အရာရာတိုင်းကို particle လို့ခေါ်တဲ့အမှုန်နေနဲ့ဖွဲ့စည်းထားရဆိုတာတကယ်လားဆိုတော့ quantum physics နဲ့ gravity ဆိုတဲ့အရာနှစ်ခုက scientist တွေအတွက်ရောစလို့မရတဲ့စီနဲ့ရေလိုပဲအာတီးကြားစီဖြစ်နေခဲ့တာတော်တော်ကြာပြီပေါ့နော်ဆိုတော့ကျွန်တော်တို့ပုံမှန် physics မှာကအရာဝတ္ထုတွေကိုအသေးစိတ်ခွဲကြည့်မယ်ဆိုရင်အဲ molecules တွေရှိမယ်။ဒီအဲ molecules တွေကိုထပ်ခွဲလိုက်မယ်ဆိုရင်တော့ atoms တွေရှိမယ်ပြီးတော့ဒီ atoms တွေကိုထပ်ပြီးတော့ခွဲကြည့်လိုက်မယ်ဆိုရင်တော့သူရဲ့ fundamental particle လို့ခေါ်တဲ့ subatomic particle proton neutron ပြီး electron သုံးမျိုးရှိမယ်ပေါ့နော်ဆိုတော့အဲပြီးရင်ဒီ proton နဲ့ဒီ neutron လိုမျိုးမုံတွေကိုဆက်ပြီးတော့ခွဲကြည့်လိုက်မယ်ဆိုရင်တော့သူရဲ့အထဲထဲမှာ quarks လို့ခေါ်တဲ့ဒီထပ်ပြီးတော့ energy အမှုန်လေးရှိသေးတယ်လို့သူတို့ပြောတယ်ပေါ့နော်ဆိုတော့ပြီးတော့ scientist တွေကဒီ quarks တွေကိုဆက်ပြီးတော့ခွဲမယ်ဆိုရင်ဘာမှမတွေ့ရတော့ဘူးလို့ပြောတယ်ဒါပေမဲ့ ူးခြားတဲ့ချက်ကတော့ဒီ string theory မှာတော့ဒီ quartz လေးတွေကိုထပ်ပြီးတော့ခွဲကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရန်ကိုသေးတဲ့ကြိုးလေးနဲ့တူတဲ့ energy string energy အမြင်လေးတွေထပ်ပြီးတော့ရှိနေတယ်လို့သူကပြောတယ်ပေါ့နော် ပြီးတော့အဲ့ string လေးတွေကလည်းတို့သက်ဆိုင်ရာပုံစံနဲ့တုံခါနေကြတယ်ပုံမှန် physics မှာတော့ကျွန်တော်တို့ particle တွေကိုခံမှန်းလို့တော့မရဘူးဒါပေမဲ့ particle ကို scientist တွေကဘယ်လိုမျိုးသတ်မှတ်လိုက်ကြလဲဆိုတော့ particle ဆိုတာက a point in space အာ space တဲမှာရှိတယ် point လေးတစ် point လို့သတ်မှတ်သတ်မှတ်ကြရပေါ့နော်ပြီးတော့ particle တွေက point in space ဖြစ်တဲ့အတွက်ကြောင့်သူတို့မှာ zero dimension သူတို့မှာ dimension မရှိဘူးပေါ့နော်ဒါပေမဲ့ string theory အရတော့ဒီ string လေးတွေက one dimension ပေါ့နော်သူတို့ကဒီ string ဖြစ်တဲ့အတွက်ကြောင့်ဘေးတိုက်ပဲဖြစ်ဖြစ်အပေါ်အောက်ပဲဖြစ်ဖြစ်အတနည်းနည်းနဲ့တော့သူတို့ရွေးရှားလို့ရတယ်ဒါ one dimension string လေးတွေဖြစ်နေကြရပေါ့နော်ဒါဆိုရင် string theory ကဘာလို့ပေါ်လာလဲတကယ်တော့ကျွန်တော်တို့ quantum mechanics မှာ a point in space ဆိုတဲ့ particle nature နဲ့တင်အရာဝတ္ထုတော်တော်များများ force တော်တော်များများကိုဖြည့်ရှင်းနိုင်တယ်ပေါ့နော်ဒါဆိုရင် string theory ကလို့လို့ရောလို့လို့လားတကယ်တော့ပြဿနာက Einstein နဲ့စခဲ့တာပေါ့နော် Einstein ပြောခဲ့တာက gravity ဆိုတာက force တခုမဟုတ်ဘူးဆိုတဲ့ပြဿနာပေါ့နော်သူကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ရဆက်ကြော်လိုက်ရပြဆက်ကြီးတခုသာဖြစ်ခဲ့မယ်ဆိုရင်ဒီ particle state ကအဲဇက်ကောင်တွေဖြစ်ပြီးတော့ ကျွန်တော်တို့ဒီပြဆက်ကြီးပြဆက်စင်ကြီးရကြတော့ gravity နဲ့တူတယ်ဆိုပြီးတော့သူက example ပေးခဲ့တယ်ပေါ့နော်ပြီးတော့ gravity ဆိုတာက space time ကိုအဓိကဆုံးဖြတ်ပေးတဲ့အရာကြီးပေါ့နော်ပြီးတော့အဲ့ space time ကလည်းကျွန်တော်တို့ဒီ mass ပေါ်မှာမူတည်ပြီးတော့ပြောင်းလဲနေတာဖြစ်တဲ့အတွက်ကြောင့် gravity ကလည်း mass ပေါ်မှာမူတည်ပြီးတော့ space time curvature တွေကိုပြောင်းလဲစေတယ် quantum physics မှာကကြတော့ particles တွေကိုအတိအကျတိုင်းလို့ရတယ်ဆိုတော့ distance တွေကိုအတိအကျတိုင်းလို့ရတယ် ဆိုတော့ quantum physics ကတော်တော်လေးတိကျတယ်ဒါပေမဲ့ gravity ရောက်လာတဲ့အချိန်မှာတော့ gravity ဆိုတာက point space ထဲမှာကျွန်တော်တို့ distance နေတိုင်းတဲ့အချိန်မှာ gravity ပေါ်မှာမူတည်ပြီးတော့ distance နေရအတိအကျဆိုတာမရှိတော့ဒါကြောင့် gravity ကိုကျွန်တော်တို့အတိအကျတိုင်းတာလို့မရနိုင်တော့ဘူးဆိုတော့ physics ဆိုတာက mathematics ကိုအခြေခံထားတာဖြစ်တဲ့အတွက်ကြောင့်အတိအကျတိုင်းတာလို့မရတဲ့အတွက်ကြောင့်တကယ်လို့ဒါ gravity ဒါကျွန်တော်တို့ quantum physics နဲ့ရောလိုက်မယ်ဆိုလို့ရှိရင် quantum physics ရဲ့ calculation တွေအကုန်လုံး အဲကြည့်ရထားပါမယ်ပေါ့နော်ဆိုတော့ calculation တွေအတင်ချာကပျက်စီးသွားမယ်ပေါ့နော်ဆိုတော့ quantum physics ရဲ့တင်ချာပျက်စီးသွားမယ်ဒါကြောင့် gravity နဲ့ quantum physics ကဘယ်လိုမှကိုရောဆက်လို့မရခဲ့ဘူးဆိုတော့ scientist တွေကပြီးတော့ gravity ကိုဒီအမှုံဆိုပြီးတော့လည်းသူတို့သဘောသဘောထားကြတယ်ပေါ့နော် graviton ဆိုရက်အမှုံလို့သဘောထားပြီးတော့စဉ်းစားကြတယ်ဆိုတော့အဲ့ချိန်မှာလည်းခုနကကျွန်တော်ပြောသလိုမျိုးပဲတင်ချာကဘယ်လိုမလုပ်တော့ပြန်ဆိုတော့တင်ချာနီးလန်းနဲ့တော့တွက်လို့မရဘူးပေါ့နော်အဲ့ဒီအတွက်ကြောင့် အာ gravity က quantum physics နဲ့ရောရှက်လို့မရနိုင်ဘူးပေါ့နော်တကယ်လို့ quantum physics နဲ့ gravity ကိုသာတွဲနိုင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လူတွေအများအမျိုးမျိုးပြောနေကြရတဲ့ and theory of everything ကိုကျွန်တော်တို့ရမယ်ပေါ့နော်ဆိုတော့တကယ် string theory ရဲ့အားသာချက်ကတော့သူတို့ကဒီဘယ်လိုမျိုးစဉ်းစားလိုက်လဲဆိုတော့အာ force တွေဆိုတာက particle state ဆိုတာက point in space မဟုတ်ဘဲねသူတို့က string ဒါမှမဟုတ် circle နဲ့တူတဲ့အဝိုင်းလေးပေါ့နော်ဆိုတော့ကျိုးအဝိုင်းလေးအဲ့လိုမျိုးအဝိုင်းလေးနဲ့တူနေတယ် ပြီးတော့သူတို့မှာအသက်ဆိုင်ရာ frequency တွေနဲ့သူတို့ကတုံ့ခါနေကြတယ်ဆိုတော့သူတို့တုံ့ခါနေတဲ့ frequency တွေပုံစံတွေပေါ်မူတည်ပြီးတော့အဲ particle အမျိုးအစားတွေကိုသတ်မှတ်ပေးတယ်တကယ်ထူးခြားချက်က string theory မှာဒီလိုမျိုး string လေးတွေက particle ရဲ့နေရာမှာ string လေးရောက်လာတာဖြစ်တဲ့အတွက်ကြောင့် graviton ဆိုတဲ့အမုံလေးကအာ string theory နဲ့ချိတ်ဆက်မှုရှိပါတယ်ပေါ့နော် graviton မှာ particle အနေနဲ့တက်တည်ပြဖို့အာတက်တည်ပြနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့အကြမ်းမြင့်ကြည့်ရမယ်ဆိုရင်တော့ string theory က theory of everything နဲ့သွားမတူနေဘူးပါတော့เนาะဆိုတော့ graviton လဲ particle nature နဲ့ကျွန်တော်တို့တက်တည်ပြပြီးတော့ theory of everything quantum physics နဲ့ gravity ကိုပဲအပေါင်းစည်းနိုင်တဲ့လိုမျိုးဖြစ်သွားတာပေါ့เนาะဒါဆိုရင်ယူပမေတာဆိုတာကသင်္ချာနဲ့တွဲထားတာဖြစ်တဲ့အတွက်ကြောင့် string theory ကသင်္ချာနည်းလမ်းနဲ့တက်တည်ပြနိုင်ဖို့လိုအပ်လာပြီပြဿနာကဘာလဲဆိုတော့ကျွန်တော်တို့နေနေတဲ့စကြာဝဠာကြီးက 3D space ရယ်1 dimension time ဆိုရယ်ပေါင်းထားတဲ့ 4D space time ပေါ့နော်။ဒ ဒါပေမဲ့ string theory ကိုတွက်ဖို့ဆိုလို့ရှင်ကျွန်တော်တို့ကအနည်းဆုံး10 dimension လောက်လိုပဲပေါ့နော်10 dimension နဲ့တွဲပြီးတော့တွက်ကြမယ်ဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့ခါကျတော့အာဒီ string theory ကိုတက်တည်ပြခြင်းတဲ့သူတွေကနောက်ထပ် dimension 6ခုလောက်ပေါင်းပြီးတော့သူတို့စ조사ပြီးတော့တက်တည်ပြဖို့조사ကြတယ်ဒါပေမဲ့လည်းဘယ်သူမှအတိအကျအဖြေမထုတ်နိုင်ခဲ့ကြဘူးပြီးတော့အခုချိန်ထိလည်း experimental နည်းရဟိုတက်တည်မပြနိုင်ခဲ့သေးဘူးပေါ့နော်ဆိုတော့ပြန်ပြောရမယ်ဆိုရင်တော့ string theory ကလောလောဆယ် ျွန်တော်တို့ရဲ့စက်ကြာဝဠာကြီးနဲ့ပတ်သက်ပြီးတော့အဲကိုစားတိတ်မပြုတ်နိုင်သေးဘူးလို့ပဲဆိုပါတော့ဒါဆိုရင်ဘာလို့အာယုံနောက်ခံပြီးတော့ string theory ကို scientist တွေကစဉ်းစားနေကြတာလဲတကယ်တော့အာယူပဗေဒဆိုတာက mathematics နဲ့အမြဲတမ်းချိတ်ဆက်နေတာဖြစ်တဲ့အတွက်ကြောင့် string theory ရဲ့ mass ကသူ့အနေနဲ့သူအလောက်တော့လုံနေသေးတယ် အဲတန်း dimension လို့လည်းဘာညာပြောပြမိမယ်လဲပေါ့နော်ဆိုတော့အရင်တော့ဆိုရင်ဒီ20 20 dimension အောင်ကြော်ပြီးတော့လိုသေးရေပေါ့နော်ဆိုတော့အခုဒီနောက်ပိုင်းအာ strain theory မှာဒါ tan dimension လို့တာပေါ့နော်ဒါပေမဲ့သူ့ရဲ့ mask ကသူ့နီးသူလန်းနေတော့အလုံးလုံးနေသေးရေဒါကြောင့်ဘလို့ပဲ experiment နီးလန်းအရာတက်တည်မပြနိုင်သေးဘူးပဲပြောပြောပေါ့နော်တင်ချာနီးလန်းအရာတက်တည်ပြနိုင်တဲ့အရာတွေရှိနေသေးသေးရရတော့ strain theory ကအင်းအလုံးလုံးနေသေးရေလို့လည်းပြောလို့ရတာပဲတကယ်ကောင်းတဲ့အချက်ကတော့ string theory က scientist တွေတော်တော်လေးခေါင်းရှုပ်ခဲ့ရတဲ့အဲအကိစ္စတွေကိုဖြေရှင်းပေးနိုင်ခဲ့တယ်ပေါ့နော်ဥပမာအဲ black hole ဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတာမျိုးတွေပြီးတော့ဒီ black hole information paradox လိုမျိုးဟာမျိုးတွေကိုအဲ quantum physics နဲ့ gravity ကိုတွဲပြီးတော့သူကရှင်းပြနိုင်ခဲ့တယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ဒါကြောင့်လဲ string theory ကအခုချိန်ထိလူတွေရဲ့ပါဇက်ဖျားမှာရေပန်းစားနေတာပေါ့နော်တကယ်လို့ string theory ကို scientist တွေဆက်ပြီးတော့လေ့လာပြီးတော့တွက်ချက်နိုင်ပြီးတော့ပေါ့နော်တသက်ပြနိုင်ရင်မယ်ဆိုရင်တော့ string theory က quantum physics အတွက်အရင်အရေးပါတဲ့ theory တစ်ခုဖြစ်လာမယ် quantum physics ကိုလည်းအများကြီးအထောက်အကူပြုလာမယ်အရာတစ်ခု ဖြစ်တယ်လို့ကျွန်တော်တို့ကတော့ယုံကြည်တယ်ပေါ့နော်ပြောလို့ရပါတယ်ဆိုတော့ဒါပေမဲ့အနှစ်ချုပ်ပြန်ပြီးတော့စကားတစ်လုံးနဲ့ပြောမယ်ဆိုရင်တော့လက်ရှိချိန်ကြီးတော့ string theory က theory of everything တော့မဟုတ်သေးပါဘူး